င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ9ရက်နေ့ည8နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မန္တလေးအိုးဘိုတောင်မှာငလင်တန်းကြောင့်နိုင်ငံရေးအကျဉ်းသူ6ဦးသေဆုံးခဲ့တဲ့တဲ့။ တနင်္လာနေ့မှာတိုက်ပွဲမရှိဘဲစစ်တပ်ပုံကျဲမှုကြောင့် PDF ရဲဘော်2ဦးဒဏ်ရာရခဲ့တဲ့တဲ့တင်ဝေဖန်မှုတွေကြောင့်ဖမ်းအမကျင်းပမဲ့နန်းဖောဝါတဲတောင်မြင်တကြံဘောတော်ဖျက်သိမ်းလိုက်တဲ့တဲ့တင်မွန်ပြည်နယ်မှာမိုးရေစေဝါတုံဆွဲသူတွေစစ်ကောင်စီရဲ့စစ်မှုထမ်းပြစ်မှတ်ဖြစ်လာတဲ့တဲ့တင်တွေကိုပါရှုစားကြရအောင်ပါနိုင်ငံကသတင်းတွေမှာတော့မြမငလင်ပေရှာဖွေကယ်ဆယ်ရေးမှာစင်ကာပူကပိုဟတ်ဆက်ရုပ်တွေကိုအသုံးပြုနေတဲ့သတင်း မြန်မာငလင်ပေတုံ့ပြန်မှုဝေဖန်မှုပေါ်အမေရိကန်ပယ်ချလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မန္တလေးတိုင်းအိုးဘိုအကျဉ်းတောင်မှာငလင်းလှောက်ခတ်မှုကြောင့်လူ၁၂ဦးသေဆုံးခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသူ6ဦးပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကအတည်ပြုထုတ်ပြန်ပါတယ်။နိုင်ငံရေးအကျဉ်းသူ6ဦးဟာမတ်လ28ရက်နေ့ကလှောက်ခတ်ခဲ့တယ်။အင်အားပြင်းငလင်းကြောင့်အိုးဘိုအကျဉ်းတောင်ရှိအမျိုးသမီးအဆောင်တင်တဲ့အဆောင်နဲ့ပြိုကျပျက်စီးမှုမှာသေဆုံးခဲ့တာဖြစ်ပါတယ်။တေဆုံးသွားတဲ့နိုင်ငံရေးအကျဉ်းသူ6ဦးမှာမဆိုးသူစားခိုင်ဒေါ်လက်လက်ဆိုဒေါ်အင်ခုံ ဒေါခင်အောင်ရွှေမကကေဝင်းမပပဝင်းနဲ့မဖူးဝဝေတို့ဖြစ်တယ်လို့ PPNM ကအတည်ပြုထားပါတယ်။ငလင်လောက်ခတ်မှုကြောင့်အိုးဘိုအကျဉ်းတော်ရှိအဆောင်၄ဆောင်ပြိုကျပြက်စီးခဲ့ပြီးအဲ့ဒီဖြစ်စဉ်အတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူပေါင်း40ကျော်ဟာစေဝါကုသခွင့်မရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့အချက်လက်တွေအရဧပြီလ၄ရက်နေ့ညနေပိုင်းအထိနိုင်ငံတော်မှာငလင်တန်းကြောင့်တည်ဆုံသူ3354ဦးဒဏ်ရာရရှိခဲ့သူ4508ဦးနဲ့ပျောက်ဆုံးသူ220ဦးအထိရှိတယ်လို့သိရပါဗျ။တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ချောင်းနောက်ပြန်ကြေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့ဘဲခင်ရန်ပါကာဖားထံကနေသိရပါဗျ။ စစ်ကောင်စီတပ်ဟာဧပြီလ၄ရက်နေ့နေ့လယ်၁၂နာရီအချိန်ခန့်မှာ Jet Fighter လေယာဉ်တစ်စီးနဲ့ခြောက်နောက်ပြန်ကျေးရွာထဲကိုဘုံဒီတလုံးကျဲချခဲ့ပြီးနောက်စစ်တပ်နဲ့တွေနဲ့ပါဇက်လိုက်ပစ်ခတ်သွားခဲ့တာပါစစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် PDF ရဲဘော်2ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ဘဲခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပားတာဝန်ရှိသူတို့ကတလွင်ထားမှုပြောပါရတယ်။ ဧပြီလ9ရက်နေ့မနက်ပိုင်းမှာလဲချောင်းနောက်ပြန်တဲ့တိန်ခွန်ကျေးရွာဝန်ကျင်ကိုစစ်ကောင်စီဘက်ကလေကြောင်းကနေနှစ်ကြိမ်ပတ်ပြန်ခဲ့ပြီးဘုံကျဲပြစ်ခတ်တာတွေပြုလုပ်ခဲ့ပေမဲ့ရဲဘော်တွေထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်ငလင်းပေးကြောင်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိ၃ပတ်ကြာအပြည့်ခတ်ရက်စဲကြောင်စစ်ကောင်စီဘက်ကကြေညာထားပေမဲ့မြေပြင်မှာတော့တိုက်ပွဲမရှိပဲဘုံကျဲတိုက်ခတ်မှုတွေစတိုက်လှုပ်ဆောင်နေပါတယ် ထိုင်းမြန်မာနယ်စပ်ကုံသွဲရေးလမ်းမိုင်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းမိုင်းမှာပြီးခဲ့တဲ့ဒီဇင်ဘာလ16ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းတပ်တွေကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။အဲ့ဒီတိုက်ပွဲတွေကြောင့်ရေပြူထုံမခါချောင်းနာပေါက်တိန်နောကျေးရွာတွေကဒေသခံ3000ဝန်းကျင်ဟာစစ်ပေးရှောင်နေကြရတာ3000ကျော်ကြာလာပြီဖြစ်တယ်လို့သိရပါဗျ။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1524ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1524ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6482ဦးထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖန်စီထိန်သိမ်းခံထားရသူ28964ဝက်ထိရှိလာပြီဖြစ်ပြီးပြည်လဲလွန်မြောက်လာသူ6826ဝက်ထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများအကူအညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ နန်းဖုံးဝါလို့အမည်ပေးထားတဲ့တဲတောင်ပြင်တကြံပွဲတော်ကိုကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ကတလားကြကျင်းပပြုလုပ်သွားဖို့စီစဉ်ထားခဲ့ပေမယ့်ပြီးခဲ့တဲ့မြန်မာနိုင်ငံအထက်ပိုင်းကငလင်ပေးတံကြောင့်အဲ့ဒီတဲတောင်ပြင်တကြံပွဲတော်ဟာဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါဗျ။ကရင်ပြည်နယ်ဗန်မြို့မှာလာမည့်တကြံပွဲတော်ကာလအတွင်းတလကြကျင်းပပြုလုပ်သွားမယ့်တန်လင်းမြေကမ်းဘေးကနန်းဖော့အွာတဲတောင်ပြည်တကြံပွဲတော်ကိုဖျက်သိမ်းလိုက်ပြီးလူဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ် နန်းမော့အွာလိုအမည်ပေးထားတဲ့တဲတောင်ပြည်တကြံပွဲတော်ကိုပြင်းပြင်းနဲ့စစ်ကောင်စီပွဲကတလကြာကျင်းပပြုလုပ်သွားဖို့စီစဉ်ထားပေမဲ့ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံထပ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ပေးတံကြောင့်တဲတောင်ပြည်တကြံပွဲတော်ကိုကရင်ပြည်နယ်စစ်ကောင်စီကဖျက်သိမ်းလိုက်တာပါ။ပြည်သူများငလျင်ပေးတံတင့်နေချင်းဖန်မြို့မှာတဲတောင်ပြည်တကြံကိုပြည်နယ်စစ်ကောင်စီဘက်ကစီကားစွာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကြောင့်ဒေသခံပြည်သူတွေပြောဆိုဝေဖန်မှုတွေရှိနေခဲ့ပြီးနောက်တဲတောင်မြေကျန်းကျင်းပပြုလုပ်မှာကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။တဲတောင်မြေပေါ်မှာဆောက်လုပ်ထားတဲ့မန္တန်နဲ့ဈေးဆိုင်ကမ်းတွေတချို့ကိုခုရက်ပိုင်းနဲ့ဖျက်သိမ်းတာတွေလှုပ်ဆောင်နေပြီးမြေကမ်းလိုင်းနဲ့ရက်ွက်ယုံတချို့မှာရေကစားမန်တန်ဆောက်လုပ်တာတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဖန်သတင်းရင်းမြစ်တူကဆိုပါတယ်။တဲတောင်မြေကျန်းနဲ့လမ်းလျှောက်ကျန်းပါဝင် ဟန်တကြံပွဲတော်ကိုကနလန်းလျှောက်မှာစီကားစွာကျင်းပပြုလုပ်နိုင်မှုအတွက်ပြည်내စစ်ကောင်စီအဖွဲ့လောက်ခံရက်ွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေရက်ွက်အတွင်းမှာတအိမ်ကိုငွေကျပ်9000တိကောက်ယူတာတွေလုဆောင်နေတာပါပြည်내စစ်ကောင်စီအဖွဲ့ကနတ်မွဝါတဲတောင်မြင်တကြံမပြုလုပ်တော့ပေမဲ့ဖန်ကနလန်းမှာတော့ဌာနဆိုင်ရာရေကစားမန်ဒက်ချိုးနဲ့စတူဒီတာကျွေးမွေးတဲ့မန်ဒက်ဆက်လက်ဆောက်လုပ်နေပြီးအဲ့ဒီကနလန်းမှာတကြံပွဲတော်ကိုရိုးရာဓလေ့အတိုင်းဆက်လက်ကျင်းပအောင်မယ်လို့သိရပါတယ် မနစ်ကဖန်တကြံမာတို့ကန္နာလန်လျှောက်မှာပြည်내စစ်ကောင်စီဖွဲ့ရဌာနဆိုင်ရာမန်နရီတာတည်ရှိနေတာဖြစ်ပြီးလမ်းလျှောက်တကြံပါဝင်စုဒီတာကျွေးမွေးတာတွေကိုလုံဆောင်ခဲ့ကလာရောက်ရည်စကားလေပတ်သူတွေအသင့်တင်သာရှိနေကြတာဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ခံတွေဟာလူငယ်တွေကိုမူရဲစေဝါတရေရရှာဖွေဖမ်းဆီးတာတွေရှိနေတယ်လို့လူစီကားရနေရာတွေမှာလည်းပိတ်ဆို့ဆစ်ဆီးပြီးမူရဲစေဝါတွေ့ရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းတင်တန်းတွေစီပို့ဆောင်နေတယ်လို့သိရပါဗျ ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပြထားပါတယ်။မော်ပြည်နယ်မှာမိုးရေစေဝါတုံးဆွဲမှုကြောင့်ဖမ်းဆီးခံရတဲ့လူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းတန်းတန်းကျောင်းတွေထံချက်ချင်းပို့ဆောင်တာတွေရှိနေတယ်လို့စစ်ကောင်စီနဲ့ဒီဆက်သူတွေကတယ်လွင်တိုင်းကိုပြောပါရီ။စစ်ကောင်စီရက်တက်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာလူငယ်တွေကိုမိုးရေစေဝါတရင်အရာရှာဖွေဖမ်းဆီးတာတွေရှိတယ်လို့လူစီကားရနေရာတွေမှာပိတ်ဆို့စစ်ဆေးပြီးရနောက်မိုးရေစေဝါတွေ့ရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းတန်းတန်းကျောင်းတွေထံပို့ဆောင်နေတာပါ။ အရင်ကမိုးရေစေဝါတွေ့ရှိလို့ဖန်ဆီးခံရတဲ့လူငယ်တွေကိုတော့မိုးရေပုံမှတမျိုးမျိုးနဲ့အမှုဖွင့်ရေးယူတာတွေလှုပ်ဆောင်ခဲ့ရတာကနေလက်ရှိမှာတော့စစ်မှုထမ်းတင်နန်းအတွက်လူလိုအပ်ချက်အရာစစ်မှုထမ်းတင်နန်းတွေထံပို့ဆောင်နေတာဖြစ်ပါတယ်။အမည်မဖော်လိုတဲ့ဒေသခံလူငယ်တူကတော့မိုးရေစေဝါတုံးဆွဲတဲ့လူငယ်တွေဟာနဂိုကလေးကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိတဲ့အတွက်စစ်မှုထမ်းနဲ့ထဲတာကြောင့်နောက်ဆက်တွဲဆိုးကျိုးကိုပြည်သူတွေပဲခံစားရမှာဖြစ်တယ်လို့ဒီစနစ်ဆိုးကြီးထဲမှာလူငယ်တွေရဲ့အနာဂတ်ဟာလုံးဝပျောက်ဆုံးနေတယ်လို့ပြောပါတယ်။ ်အခုလည်းစိတ်စိတ်ပိုင်းဆိုင်ရာကြက်ခါမျိုးရှိနေပြီးဆက်ထည့်တာဘူးလို့ဆိုရတဲ့နောက်နောက်ဆက်တဲ့သူကြီးတွေအလောပီဒီတွေပဲထင်တာခက်ပြက်ကြီးတွေမှာဆိုတော့ခက်နစ်ဆိုကြီးအများဆုံးလုံးမြောက်မလုံးနိုင်ဘူးတော့ဒီထက်တခြားအကြောင်းအရာတွေလည်းအများကြီးထပ်ပေါ်လာနိုင်ဒီစနစ်ကိုရမလဲပန်းနေတယ်ဒါမျိုးပဲဖြစ်နေအောင်ပါ။ဒီစီဝါပြန်နေဒီမှာလည်းတော့မကောင်းမလုပ်နိုင်တော့မဟုတ်။ဟိုပညာသင်ဖို့အခွင့်အရေးရှိတဲ့လူတွေရလည်းပညာကောင်းကောင်းမသင်ကြရမှာမဟုတ်ဘူး။ ေဒီငယ်ပဲဒီလူငယ်ရဲ့နာရက်ကဒီနှစ်စုကြီးတွေမှာအောင်ပြောက်ဆုံးဒါပြင်အရင်ကမွေးဆေးဝါးသုံးဆွဲတဲ့လူငယ်တွေအနေနဲ့မွေးဆေးဝါးဖြတ်လိုပါကပြန်လဲထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပေးတာရှိခဲ့ပြီးအခုလိုစစ်ကောင်စီကစစ်ထဲအတင်းထိုးသွင်းတာဟာလူငယ်တွေကိုသူတို့ကြိုးစည်းဝါးအတွက်အသုံးချတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်မွန်ပြည်ကာကွယ်တပ် MSDF ပြောခွင့်ရဒေါက်တာသီရိမွန်ချန်းကတော့မွေးဆေးဝါးသုံးဆွဲတဲ့လူငယ်တွေကိုစစ်မှုထမ်းတင်နန်းပို့တာဟာ တတားသည့်စူဆောင်းရာမှာအခက်အခဲအကြီးအကျယ်ကြုံတွေ့နေရတာကိုပြသတာဖြစ်တယ်လို့သူတို့ရဲ့စစ်တပ်အင်အားဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းမှုလို့ဝေဖန်ပါတယ်။လက်ရှိမွန်ပြည်နယ်အတွင်းကမူရစ်စေဝါသုံးဆွဲတဲ့လူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းတင်တန်းတန်းပို့နေရတာကစစ်ကောင်စီမှတိုက်ရင်အားပြတ်တော့နေပြီးတတားသည့်စူဆောင်းရေးမှလည်းဟိုအခက်အခဲအကြီးအကျယ်ကြုံတွေ့နေရတာကို ဟိုတင်းတင်းချာချာဟိုပြသနေတာပါမူရစ်ဆွေးဝါတုံးဆွဲတဲ့လူငယ်တွေကာယညာနဲ့ဖူဖြိုးမှုမရှိတဲ့လူငယ်တွေကိုအကြီးအကျယ်လိုအပ်ပြတ်တော့နေတဲ့သူရဲ့စစ်တပ်အင်အားကို ဖြစ်စေနိုင်ဖို့ဟိုစစ်တင်တန်းစီတန်းဖို့နေရတယ်လို့ဟိုတုံးတတ်ရမှာပါလက်ရှိနိုင်ငံနဲ့ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာစစ်ရှုံးနေတဲ့စစ်ကောင်စီဟာ စစ်အင်အားလိုအပ်ချက်အရလူငယ်တွေကိုနီးမျိုးမျိုးနဲ့ဖမ်းဆီးပြီးအတင်းအဓမ္မစစ်သားစုဆောင်နေတာကြောင့်လူငယ်တွေအနေနဲ့သတိထားသွားလာကြဖို့သူကတိုက်တွန်းပါတယ်။တစ်ဖက်မှာစစ်ကောင်စီကတော့မွေးစေဝါတွေကိုသူတို့လောက်ခံသတင်းပေးတွေကတည်းကလူငယ်တွေကြားတဲ့ဖြန့်ဝေခိုင်းတာရှိတယ်လို့လူငယ်တွေကိုမွေးစေဝါနဲ့မြှားကထောင်ဖမ်းပြီးတသားတစ်စုဆောင်မှုတွေလည်းရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။မော်ပြင်းနယ်မှာတော့စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးရနောက်လာစဉ်စစ်မှုထမ်းတင်နန်းတွေပြီးနေခဲ့ပြီ ်ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကလည်းစစ်မှုတန်းတင်တဲ့အပတ်စဉ်17ကိုဖွင့်လှစ်ခဲ့တယ်လို့လက်ရှိမှာလည်းစစ်မှုတန်းတင်တဲ့အပတ်စဉ်17အတွက်လူသစ်စုဆောင်မှုတွေလှုပ်ဆောင်နေတာပါတောင်တန်းကပြုစုထားတဲ့ချက်လက်တွေရမွန်ပြည်နယ်မှာစစ်ကောင်စီဖွင့်လှစ်ထားတဲ့စစ်မှုတန်းတင်တဲ့အပတ်စဉ်တက်ကနေအပတ်စဉ်7အထိစစ်မှုတန်းစစ်သားစုဆောင်ခံရသူ2000ကျော်အထိရှိလာပြီဖြစ်ပါတယ် ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြန်မာငလင်ပေးရှာဖွေကယ်ဆယ်ရေးမှာ စင်ကာပူကပိုဟတ်ဆက်ရုပ်တွေကိုအသုံးပြုနေပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ်။မတ်လ28ရက်နေ့မှာ Richard K 9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံမှာကယ်ဆယ်ရှာဖွေရေးလုပ်ငန်းရှင်တွေမှာပါဝင်ကူညီဖို့စင်ကာပူကပိုဟတ်ဆက်ရုပ်စုစုပေါင်း10ရုပ်ကိုစေလွှတ်ပေးခဲ့ပါတယ်။ စင်ကူကာကွယ်ရေးတပ်ဖွဲ့ရဲ့ချင်းသိနှလုံးသား operation မှာပါဝင်ကူညီဖို့အဲ့ဒီပိုဟတ်ဆက်ရုပ်တွေဟာမတ်လ30ရက်နေ့မှာကလေးကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်လူသားချင်းစာနာထောက်ထားရေး operation တစ်ခုမှာအခုလိုပိုဟတ်ဆက်ရုပ်တွေအသုံးပြုတာဟာကမ္ဘာမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်နေရန်နီးပညာတက္ကသိုလ် class engineer လုပ်ငန်းတို့နဲ့အတူစင်ကာပူသိပ္ပံနယ်နီးပညာအဖွဲ့တို့ကအဲ့ဒီပိုဟတ်ဆက်ရုပ်တွေကိုတီထွင်ထားတာဖြစ်ပါတယ် အဲ့ဒီပိုဟတ်ဆက်ရုပ်တွေကို match လ31ရက်ကနေပြီးတော့မှပထမဆုံးအသုံးပြုခဲ့ပြီး April 3ရက်နေ့ကနှစ်ကြိမ်အသုံးပြုထားပါတယ်။ပိုဟတ်ဆက်ရုပ်တွေဟာအသက်ရှင်သူတွေကိုမရှာဖွေပေးနိုင်ပေမဲ့အဆိုးရွားဆုံးထိခိုက်တဲ့နေရာတွေမှာကယ်ဆယ်ရေးလုပ်သားတွေကိုအများကြီးအထောက်အကူပေးနိုင်ခဲ့ပါတယ်။ စင်ကာပူကာကွယ်ရေးတပ်ဖွဲ့ကလူဝင်အား80နဲ့အနက်ခံရှာဖွေရေးခွေးလေးကောင်ပါဝင်တဲ့အဖွဲ့ကိုမတ်လ29ရက်မှာမြန်မာနိုင်ငံသို့ဆေလွတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်စင်ကာပူအင်ဂျင်နီယာ၄ဦးနဲ့ပိုဟတ်ဆက်ရုပ်တွေကိုဆေလွတ်ပြီးရှာဖွေခဲ့စေရေးအားဖြင့်ပေးခဲ့တာပါ။အနီရောင်ရောင်ကြီးသုံးကင်မရာတွေအာယုံခံကရိယာတွေတက်ဆင်ထားတဲ့ပိုဟတ်ဆက်ရုပ်တွေဟာအပြည့်အစည်းတွေကြားပိတ်မိနေတဲ့တက်ရှိမှန်သမျှကိုရှာဖွေပေးနိုင်ပါတယ်။ တက်ရှိရေရှာတွေ့ရင်ပိုဟတ်ဆက်ရုပ်တွေကအင်ဂျင်နီယာတွေဒီကျိုးမဲ့စနစ်နဲ့အတိပေးပြီးကယ်ဆယ်ဖို့အချက်ပြပေးနိုင်ပါတယ်မြမငလင်ပေတုံးပြန်မှုကိုဝေဖန်မှုတွေပေါ့အမေရိကန်ပယ်ချလိုက်ပါတယ်ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်တမနာဒေါ်နယ်ထရန့်ဆိုရကအမေရိကန်ရဲ့နိုင်ငံတကာကူညီပေးရေးအေဂျင်စီကိုပိတ်သိမ်းလိုက်တာကြောင့်အမေရိကန်အနေနဲ့မြမငလင်ပေကိုမကူညီနိုင်ဖြစ်သွားခဲ့တယ်ဆိုတဲ့ဆက်ဆွဲမှုတွေကိုနိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကပယ်ချလိုက်ပါတယ် အလားတူသဘာဝဘေးရန်တွေမျိုးတွေကိုအရင်ကတုံ့ပြန်တယ်လို့မဟုတ်ပဲအမေရိကန်ကဘာကြောင့်အတိတ်ပဲပြပြဝဝနဲ့မကူညီခဲ့ရတာလဲလို့ BBC သတင်းဌာနကမင်းမြန်ရမှာဝင်ကြီးရိုဘီယိုကအမေရိကန်ဟာကမ္ဘာကြီးရဲ့အစိုးရမဟုတ်ဘူးလို့တုံ့ပြန်ပြောဆိုထားပါသည်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအမေရိကန်အေဂျင်စီ USAID အရာရှိဟောင်းတွေကအေဂျင်စီကိုဖျက်သိမ်းလိုက်တဲ့အတွက်အမေရိကန်ဟာမြန်မာနိုင်ငံသို့ကယ်ဆယ်ရေးလှုပ်ရှားတွေနဲ့ခွေးတွေမပို့ဆောင်နိုင်ဖြစ်ခဲ့ရတယ်လို့အခုသတင်းပတ်ဆော့ဆော့ပိုင်းမှာပြောကြားခဲ့ပါသည် အမေရိကန်အနေနဲ့နိုင်ငံအကျိုးစီးပွားတွေရှိနေတယ်တခြားလိုအပ်နေတဲ့နေရာတွေတခြားဦးစားပေးရမယ့်နေရာတွေမှာလူသားချင်းစာနာထောက်ထားကယ်ဆယ်ရေးနိုင်ငံတကာလိုအပ်ချက်တွေကိုဟန်ချက်ညှိနေရတယ်လို့ဝန်ကြီးရိုဘီယိုကပြောပါတယ်ကမ္ဘာပေါ်မှာချမ်းသာတဲ့တခြားနိုင်ငံတွေအများကြီးရှိပြီးသူတို့အားလုံးနည်းနည်းစီပါဝင်တင်တယ်လို့ဝန်ကြီးရိုဘီယိုကပြောဆိုလာတာပါမိမိတို့အနေနဲ့မိမိတို့အပိုင်းကိုဆောင်ရွက်နေတာဖြစ်ပြီးမြန်မာနိုင်ငံမှာမိမိတို့ကိုသဘောမကျတဲ့အစ်စ်ဆိုးရရှိနေတယ်လို့လည်းသူကပြောပါရီ မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလျင်လိုကြီးမားတဲ့သဘာဝဘီအန်ဒီအရီနဲ့ကြုံရင်အမေရိကန်ကကယ်ဆယ်ရေးလှုပ်တာအနောက်ခံခွေ200လောက်နဲ့အကူအညီပစ္စည်းတွေပေးပို့လေရှိခဲ့ပါသည်အမေရိကန်ဟာမြန်မာနိုင်ငံသို့ဒေတာရင်းခြေဆိုင်အကြံပေးတုံးနဲ့အကူအညီပစ္စည်းတွေကိုပဲပေးပို့ခဲ့တာဖြစ်ပါသည်အခုတရင်ပတ်စစောပိုင်းကအမေရိကန်နိုင်ငံသားဝန်ကြီးဌာနကကြေဝင်ပန်ကြားခဲ့ပေမဲ့စစ်ကောင်စီကဝင်ရောက်ခွင့်မပေးဘူးလို့ဝန်ကြီးရိုဘီယိုကပြစ်တင်ပြောဆိုထားတာဖြစ်ပါသည် မနက်ဖြန်ဧပြီလ6ရက်နေ့အတွက်မိုးလီဝတ်သားခံမှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မင်္ဂလာပင်လယ်အော်အချိန်နှင်းမှာကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပြီးကြံမင်္ဂလာပင်လယ်အော်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အချိန်နှင်းမှာရခိုင်ကန်ယူတန်မြဝကျွန်းပေါ်ဒေသတို့မှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအိမ်9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်းသင်းရှိနိုင်ပါတယ်။ တနင်္လာရီကံယူတန်းနဲ့မုတ်တမကွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္လာရီစိန်ပိုင်းမှာ -30 ခန်းထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်။နေ့ပူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာအပူချိန်များရော့ကျလာနိုင်ပါတယ်။မြူအခြေအနေမှာမြန်မာနိုင်ငံတဝန်းလုံးမြူကြဆင်းမှုရော့ကျလာနိုင်ပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဒီရဲ့ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလင်ထိုင်းရဲ့ညာ၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တာလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။